အင်္ဂလန်အသင်းကောင်းဆောင်ဟာရီကိန်းဟာဘိုင်ယန်မြူးနဲ့အသင်းနဲ့အတူတရားသီးပွန်တက်လီကာဖလားရရှိခဲ့ပြီးတဲ့နောက်စီနီယာကစားသမားဘဝပထမဆုံးဆုဖလားရရှိဖို့ကာလရှိကြဆောင်းနိုင်ခဲ့ရတာကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။ဟာရီကိန်းနဲ့ဘိုင်ယန်မြူးနဲ့အသင်းတို့ဟာပြီးခဲ့တဲ့လိုက်ပစ်အသင်းနဲ့ပွဲစဉ်မှာကလေးကချန်ပီယံဆုအတွက်အောင်ပွဲခံဖို့နှိစက်ခဲ့တာပါ။ဒီပွဲကိုပွဲဖက်ကြောင့်မပေါဝင်နိုင်ခဲ့တဲ့ဟာရီကိန်းဟာပွဲပြီးကန်ဒီမှာကွင်းထဲဆင်းလာခဲ့ပေမဲ့ဘိုင်ယန်မြူးနစ်အသင်းဟာနောက်ဆုံးမိနစ်မှာလိုက်ပစ်အသင်းကိုခြေပါကိုပြေးခဲ့ရပါတယ် အဲဒါကြောင့်ဘိုင်ယန်မြူးနစ်အသင်းအားချန်ပီယံဖြစ်အောင်ပွဲခံဖို့စောင့်ဆိုင်းခဲ့ရတာပါ။ဒါပေမဲ့အမပေးစရာအဆင့်နှစ်နေရာကလီဗာကူဆင်အသင်းအားဖရိုင်းဘတ်အသင်းနဲ့နှကိုးစီတီးကြခဲ့တာကြောင့်ဘိုင်ယန်မြူးနစ်အသင်းဟာဘွန်ဒလီကာချန်ပီယံဖြစ်အောင်ပွဲခံလို့ရရှိသွားခဲ့တာပါ။အဲဒါကြောင့်ဟာရီကိန်းဟာကလပ်နဲ့နိုင်ငံအသင်းအတွက်စူဖလာမရရှိပဲပွဲပေါင်း694ပွဲကစားခဲ့တာကိုအဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ဟာရီကိန်းဟာသူ့ရဲ့ဆိုရှယ်မီဒီယာမှာစူဖလာအီမိုဂျီပုံတင်ခဲ့တယ်လို့ အသင်းဖော်ရင်းနဲ့ We Are The Champions တချင်းတီဆိုကအံပွဲခံခဲ့ကြပါတယ်။ Hurricane အတွက်တော့သူ့ရဲ့ကစားသမားဘဝမှာစူဖလားချိန်စာတင့်နေတာကိုအဆုံးသတ်နိုင်ခဲ့တာပါ။ Hurricane ဟာ Bayern Munich အသင်းကိုရောက်ရှိလာပြီးကတည်းကခြေစွမ်းပြသနေတာဖြစ်ပြီး Bundesliga ပွဲပေါင်း60မှာစံချိန်တင်69ဦးထိတွင်ယူထားတာဖြစ်ပါတယ်။ Bayern Munich အသင်းဟာပြီးကတည်းကရာတီက Leverkusen အသင်းကိုပေးခဲ့ရတဲ့ Bundesliga စူဖလားကိုတရားသည့်အကြမ်းမှာပြန်ရယူနိုင်ခဲ့တာပါ။ ဘိုင်ယန်မြူးနစ်အသင်းအားလာမယ့်အပတ်မိုချန်ဂလာဘတ်အသင်းနဲ့ကစားမယ့်အင်္ဂွင်ပွဲစဉ်မှာဘွန်ဒလီဂါဆူပလားကိုလက်ခံရရှိပြီးအံပွဲခံမှုပြုလုပ်သွားမယ်လို့ကြေညာထားတာဖြစ်ပါတယ်။